မိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုဖြစ်ပြနေတဲ့ဖြစ်ရအပေါ်မှာပေါ့နော်ဒါကျွန်တော်ရဲ့တယောက်တည်းအတွေးအခေါ်အမြင်ဖြစ်ပါတယ်အဘယ်သူဘယ်ဝါကိုပြောတာမှတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီရှမ်းပြည်နယ်တောင်ပိုင်းအထုဒိတာ6ဘိုးမြူသားတမတော် PNA နေမီဧရိယာအတော်သွေးမှာ ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တရှိကျွန်တော်ပြန်ပြီးတော့မှဟိုသုံးသပ်ပြချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသူဒီသား6ထဲမှာပြောစင်ဒီချက်ပြင်းတဲ့တောင်ပိုင်းမှာဆိုလို့ချင်းတိုင်းရင်းသားပေါင်းစုံနေထိုင်တယ်နော်ဒါကျွန်တော်တို့အားလုံးလည်းသိမြင်တဲ့အတိုင်းပဲတိုင်းရင်းသားပေါင်းစုံနေထိုင်နေနောက်ပြီးကြရင် ဒီတိုင်းသားပေါင်းစုံနေထိုင်အတူရှင်သွဲနေထိုင်နေတဲ့ကာလတစ်ချောက်လုံးမှာလည်းတင်းငင်းအေးချမ်းစွာလှုပ်ရှားသွားလာနေထိုင်ကြတယ်။ဒါအားလုံးအတိပဲနော်အားလုံးလည်းမြင်တယ်။သူစီပွားရေးကိုစီပွားရေးအပြန်လာအားပေးပြီးတော့မှငင်းချမ်းစွာအတူရှင်သွဲနေထိုင်လာခဲ့တယ်။ဟီတာရကကဘလို့မှငင်းလို့မြင်ရတဲ့အချက်တွေပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့2020 ဒီ2020ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှပြဿနာတွေဖြစ်ပွားလာပြီးတော့နိုင်ငံရေးချုပ်ထွေးဖြစ်လာတဲ့ကာလတစ်ချောင်းမှာဒီနိုင်ငံရေးချုပ်ထွေးမှုကိုခွင့်ကောင်းယူပြီးတော့မှ နိုင်ငံရေးအမျက်ထုတ်ကြတဲ့သူတွေတပုံတပြင်းကြီးအဲ့ဒီနိုင်ငံရေးအမျက်ထုတ်တဲ့သူတွေကြောင့်ကျွန်တော်တို့အထူးဒေသ6ထဲမှာလည်းပြဿနာသုံတရာ ဖြစ်ပွားခဲ့တာကိုလည်းကျွန်တော်တို့အားလုံးသိမြင်ခဲ့ပါတယ်နော်2020တခုနှစ်မေလာနေ့စပြီးတော့မှ ဒီဒုရိဒ6နိုင်မီတဲ့ကိုဒီကရပိနဲ့ဖက်ကနေပေါက်ဖွားလာတဲ့လက်ထဲကင်အရှုတွေပေါ့နော်သူတို့တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့မှအဲ့ဒီအပြင် PLNA လို့ခေါ်တဲ့ဥက္ကွန်သူရင်ဥဆောင်တဲ့အဖွဲ့တွေလည်းဒီကရပိနဲ့ကနေပေါက်ဖွားလာတဲ့သူတွေနဲ့ပူးပေါင်းပြီးတော့မှနိုင်ငံရေးပြောမယ်ဆိုရင်နိုင်ငံရေးအမျက်ထုတ်ဖို့စူးစမ်းခဲ့ပေမဲ့ နိုင်ငံရေးပါမနှက်ပဲနဲ့ကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့နေမည်ကိုယ့်ရဲ့ပြည်သူလူထုကိုပြန်ပြီးဒုက္ခပေးတယ်လို့ဖြစ်သွားခဲ့တဲ့ဟာကိုလည်းကျွန်တော်ကောင်းကောင်းသိခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီနားမှာပြန်ဆက်ရရင်ကျွန်တော်တို့သူဒေတာ6နေမည်ဟာတိုင်းဒါပေါင်းစုံအတူရှင်တွဲပြီးတော့မှနေထိုင်လာခဲ့တာအလုံးအတိပဲငင်းချင်းချင်းနေထိုင်ကြလာခဲ့တယ်။ဘာပြေတနာမှမဖြစ်ဘူး။ဒါပေမဲ့နိုင်ငံရေးအမျက်ထုတ်တဲ့သူတွေကြောင့်ကျွန်တော်တို့ဒေတာ6ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ ပြောမယ်ဆိုရင်ကျွန်တော်တို့ပင်လောင်းစီဆိုင်ငောင်ရွှေဟိုပုံစတဲ့ area အရှုပ်ပျက်စီးဆုံးချုံမှုများစွာရင်ဆိုင်ခဲ့ရပါတယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်တချို့ကတော့စကလုံးနဲ့မျိုးမျိုးတုံးကြတာပေါ့ဟိုအာနာချင်းတော်လန်ရေးတော်တော်ကောင်းဟိုဒါမှမဟုတ်သူတို့ရဲ့နေမြေ area ချဲ့ထွေမှုတော်တော်ကောင်းစတဲ့ရွေချက်အမျိုးမျိုးနဲ့သူတို့လှုပ်ဆောင်ခဲ့ကြတယ်ဒါပေမဲ့ အကျိုးရလကဘာလဲကျွန်တော်ပြည်သူလူထုဒုက္ခရောက်ခဲ့ရတာပဲနော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေဒုက္ခရောက်နေခဲ့ရတဲ့အကြောင်းရင်းကိုဘယ်သူဘယ်ဝါမှ ထုတ်ဖော်ပြတပြောဆိုနေတာမရှိဘူးဗဇကတာပြည်သူလူထုလူထုလူထုဆိုတဲ့စကားလုံးကိုတုံးကြတော်လဲပဲလူထုတွေကပဲများစွာဒုက္ခရောက်ခဲ့ရတယ်ဆိုတာဘယ်သူမှငင်းလို့မရနော်အခုကျွန်တော်ကြားပြနေပဲကို တချက်ပြန်လှည့်ကြအောင် KIA ပြည်နယ်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပြည်သူလူထုတွေအကုန်လုံးကပိုအိုးပဲဖြစ်တခြားငင်တော်တိုင်းသားတွေကရန်ကရာကရာလက်ထော်အစတဲ့စတဲ့ဒီတိုင်းသားပေါ့နော် အပြန်လာလေးစားမှုနဲ့ချစ်ခင်မြတ်နိုးစွာနေထိုင်ခဲ့ကြတဲ့ပြည်သူလူထုတွေဒါပေမဲ့ဒီခုနပြောတဲ့နိုင်ငံရေးအမျက်ထုတ်ဖို့ရယ်ပြီးရင်အဲ့ဒီဒေတာအဲ့ဒီဒေတာမှာထွက်တဲ့တရားစာတကိုလက်ဝါကြီးအုပ်ပြီးတော့မှ ကိုကြိုးချဖို့အတွက်ရဒီလူထုဆိုတဲ့စကလုံးကိုအသုံးချပြီးတော့မှနိုင်ငံရေးနဲ့ရောရောင်ပြီးတော့မှအမျက်ထုတ်သွားကြဒါပေမဲ့သူတို့အမျက်ထုတ်သွားကြတာမှန်ပေမဲ့ကြားတဲ့ကပြည်သူလူထုတွေမြောက်များစွာဒုက္ခရောက်ခဲ့ရတယ်ဒါမျက်မြင်တတ်သိပဲအခုမျက်လုံးချင်းမှတင်းကြားပြီနေဘက်ကိုချူလန့်ကြည့်လိုက်နော်လန့်ကြည့်လိုက်ပြည်သူလူထုတွေနိုင်ငံရေးအကြောင်းဆိုတာလည်းဘာမှမသိဘူး လွတ်တော်စွာလည်းဘာမှမသိဘူးစီရေးနိုင်ငံရေးဒီဒီဂျားတွေကဖြစ်ပြနေတဲ့ပြဿနာတို့မှာကကန္နနာလည်းမသိဘူးဒါပေမဲ့ဒုက္ခတော့ရောက်နေရတယ်ဒီဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေဘယ်သူမှမကာကွယ်ပေးနိုင်ခဲ့ဘူးเนาะအဲ့တော့ပြောချင်တာကဒီတော်လန်ရေးကြီးကိုအကြောင်းပြပြီးတော့မှဒီတော်လန်ရေးကြောင့်ပဲလူထုတွေဒုက္ခရောက်ခဲ့ရတယ်ဒီတော်လန်ရေးကြောင့်ပဲ ဟိုနိုင်ငံရဲ့အမြတ်ထုတ်သူတွေကချမ်းသာသွားကြတယ်ဒီဒေါ်လာကြီးကိုအကြောင်းပြပြီးတော့မှဟိုနိုင်ငံရဲ့အမြတ်ထုတ်တဲ့သူတွေကနိုင်ငံတကာမှာတိုက်အိမ်တွေနဲ့ပြည့်စုံစွာ နေထိုင်နေကြခဲ့ရတယ်ပြီးရင်ဒီဒေါ်လာကြီးကိုအကြောင်းပြပြီးတော့မှသူတို့ရဲ့သားသမီးမြစ်တွေကစပါတော့တကယ်ကျောင်းကောင်းပညာကောင်းကောင်းတင်ခွင့်ရခဲ့တယ် ဒါပေမဲ့ဒီတော်လန်ကြီးကိုအကြောင်းပြပြီးတော့မှဒီတော်လန်ကြီးကြားထဲမှာဂျမ်းငက်ခဲ့ရတဲ့ပြည်သူလူထုတွေရဲ့ဘဝကတော့လုံးဝလုံးဝနလမထုနိုင်တော့တဲ့ဘဝကိုရောက်နေတဲ့ဒေတာကြီးလည်းအများကြီးရှိနေပါတယ်နော်ဒါကိုကျွန်တော်ဟိုပြန်ပြီးတော့မှခြုံရရင်ဒီတော်လန်ကြီးကြောင့်ကျွန်တော်တို့ပြည်သူလူထုရောတချို့အုပ်ချုပ်ရေးကဏ္ဍမှာဆိုင်နေတဲ့ပုဂ္ဂိုလ်တွေရောလုံးစုံလုံးစုံ ဒုက္ခရောက်နေရပါတယ်အဲတော့ကြံချင်းနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအသွေးမှာရှိနေတဲ့ပြည်သူလူထုတွေရောအချိုးရေးပိုင်းမှာဆောင်ရင်းတဲ့ပုဂ္ဂိုလ်တွေရောအားလုံးအားလုံးကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့ဒေသကိုယ့်ရဲ့နေမြေကိုယ့်ရဲ့အုပ်ချုပ်ရေးကိုရှင်းတန်းအောင် ဆောင်ရွက်ပြီးတော့မှကိုယ့်ရဲ့ဒေသဖွံ့ဖြိုးရေးကိစ္စတွေကိုနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှအမြန်ဆုံးဆောင်ရွက်နိုင်ဖို့နဲ့အမြန်ဆုံးငြိမ်းချမ်းဖို့ အမြန်ဆုံးပြည်သူလူထုရဲ့ဘဝနှလံပြန်ထူနိုင်ဖို့ကိုစ조사ကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်